အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗန်နေထပ်ပြသွားလို့ဆိုတော့အခုလက်ရှိကျင်းပနေတဲ့အဲ Fighter World Cup ရဲ့အဲ Round 2ပွဲစဉ်ကကစားပွဲတစ်ပွဲကိုတင်ဆက်ပေးတာဖြစ်ပါတယ်ဒီကစားပွဲထဲမှာတော့အဲ Yan Nepomniachtchi နဲ့အဲ Diptayan Ghost တို့ကစားခဲ့တဲ့ကစားပွဲလေးကိုတင်ဆက်ပေးတာမှာဖြစ်ပါတယ်အဲ့တော့အဲ Diptayan Ghost ကတော့တူပွဲတွေတော့ကျွန်တော်ကြည့်တော့မကြည့်ဘူးပေါ့နော်ဒီပွဲကတော့ပထမဆုံးပွဲလို့ပြောလို့ရတယ် အဲနေပူကတော့ဒါအလုံးသိပြီးသားကစားသမားတို့ပြောလို့ရတယ်။နမကြီးကစားသမားပေါ့နော်။နမကြီးကစားသမားဆိုတာကကြတော့နေပူက2020တုန်းကအဲကရီဒိတ်ပြိုင်ပွဲကိုအနိုင်ရပိုဆွဲထားတဲ့သူဖြစ်တယ်။အဲ2021ခုနှစ်မှာကမ္ဘာချန်ပီယံစင်ခေါ်ပွဲလူပွဲအတွက်မက်ဂနက် ကာဆန်နဲ့ကစားခဲ့ရတယ်။မက်ကာဆန်ရှုံးပြန်နောက်မှာတခါ2023မှာတခါဒိန်းနဲ့ထပ်ကစားတယ်။ဒိန်းနဲ့ထပ်ကစားပြီးတော့အဲထပ်ပြီးရှုံးသွားတယ်ပေါ့နော်။ အဲတော်တော့ကမ္ဘာချန်ပီယံလူပွဲကိုနှစ်ကြိမ်ဆက်ကစားထားတဲ့ကစားသမားဖြစ်တယ်။ဒါပေမဲ့လည်းကမ္ဘာချန်ပီယံဖြစ်ဖို့ကံမပါလာသေးဘူးပေါ့။အခုလည်းဒီပွဲမှာကျွန်တော်တို့နီပိုနဲ့ဂိုးစ် ဒီတရရနရဲ့ကစားပွဲလေးကိုကျွန်တော်ကြည့်မယ်။အဲနေပိုကတော့ဒီပွဲမှာအဖြေကစားကိုကန်ဆောင်းမှာဖြစ်ပြီးတော့အဲဒီတရရန်ကိုရှ်ကတော့အမဲကစားကိုကန်ဆောင်းမှာဖြစ်တဲ့အဲရေတင်နေအနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိမှာဆိုလို့ရှိရင်တော့နေပိုရဲ့အဲရေတင်က2932ဖြစ်ပြီးတော့အဲဒီတရရန်ကိုရှ်ကတော့2583ပေါ့ရေတင်အဖြစ်နဲ့100ကျော်လောက်กว่าတယ်ပေါ့နော်။အဲ့တော့အာနေပိုနဲ့ကစားပွဲတွေကြည့်မှာဒီပွဲကကျွန်တော် round 2ရဲ့ဒုတိယပွဲစဉ်လို့ပြောလို့ရတယ်။ပထမပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါ တည်ရကြခဲ့တယ်ပေါ့ဒီဒုတိယပွဲကကျတော့သူတို့ကအဆုံးဖြတ်ပဲဒီပွဲမှာဟိုအနိုင်ရတဲ့သူကနောက်တစ်ဆင့်တက်မယ်ရှုံးတဲ့သူကတော့အိမ်ပြန်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီပွဲကိုဆက်ကြည့်မယ်ပေါ့နော်အဲ့တော့အဖြူကနေပြီးတော့နီပိုကဘာရှိခဲ့လဲဆို E4 တက်တယ် E4 မှာ Deep Dying Ghost က E5 နဲ့ပြန်တော့ပြန်တယ် Knight F3 Knight C6 Bishop B5 ပေါ့နော်အဲနီပိုကတော့ဒါကတော့ဟို Rylopes ကိုရွေးချယ်ခဲ့တယ်တစ်ဖက်က ဒပ်တယန်ကလည်းဘာရှိခဲ့လဲဆိုလို့ရှိရင် A6 ပေါ့ဒါကတော့ Morphy Defense ပေါ့နော် Morphy Defense ကိုရွေးချယ်ခဲ့တယ် Bishop A4 Bishop A4 မှာ Knight F6 Gisslin လို့တယ် Bishop E7 Rook E1 B5 E5 မှာ Bishop B3 Gisslin အဲ A4 နဲ့အပွန်းကိုခြေဖြတ်တယ်အဲ B4 လေးနဲ့ space ယူထားတယ်အ D4 နဲ့တခါ center ကို strike လုပ်တယ်အ D6 လေးတက်ထားတယ်ပေါ့နော်အ D6 မှာအဒီတိုက် E5 ဆိုပြီးတော့စားတယ်ပေါ့ ဒီတဲ့ e5 knight e5 အဲဒီမှာပုံမှန်အပြည့်ဆိုလို့ဆိုရင်တော့အဲအဖြူကနေပြီးတော့ဘလူးတော်များများရွှေ့တာတော့အဲ knight တဲ့ e5 ဆိုပြီးတော့စားတယ်ဗောနော်ဒါပေမဲ့ဒီပွဲမှာတော့ nepo ကဒီစားတဲ့ line ကိုမရွှေ့ဘဲနဲ့သူက knight pd2 ဆိုပြီးတော့ knight မထုတ်ကတည်းက knight တကောင်ပဲ development လုပ်ထားတယ် knight နိုင်ချင်းပြန်ပြီးတော့ချိန်ထားတယ်ဟုတ်ပြီအဲ့မှာအမဲကစားသမားကဘာရွှေ့လဲဆိုတော့ a6 ကပုံနေ a5 ဆိုပြီးစားလိုက်တယ် ဒါလေးကတော့ဘာလို့တားလဲဆိုလို့ရှိရင်သူရဲ့ဒီပွန်းလေးကိုလည်းချိတ်ထားပြီးရနောက်တစ်ခုကကျတော့အဲဒီစီအိတ်မှာရှိတဲ့ဘစ်ရှော့ကဘယ်ကထွက်ရင်ကောင်းမလဲပေါ့တွတ်တွတ်ဒိုင်ဂရမ်နှစ်ခုဒိုင်ဂရမ်နှစ်ခုလုံးကအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီစီအိတ် H3 diagonal မှာဆိုလို့ရှိရင် bishop g4 ထွက်လာမယ်ဆိုလဲအဲဒါမဆိုးဘူးအဆင်ပြေလို့ပြောလို့ရတယ်အဲ့လိုပဲကျွန်တော် d bishop ဒီအ b7 တွေကထွက်ပြီးတော့ e4 ကို pressure ပေးနေတာလားဒါမှမဟုတ် bishop a6 ကထွက်ပြီးတော့ဒီ diagonal လေးကိုပဲအဲအဲ ခြေလှထားမလားပေါ့နော်အဲအကုန်လုံးအဆင်ပြေလို့ပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာနေပူကနေပြီးတော့အဖြူကနေပါချိတ်ခဲ့လဲဆိုလို့ဆိုရင် night e5 စားတယ်ဒီ day e5 ပြန်စားတယ်အပြန်စားပြည့်နောက်မှာဟိုဖြူကနေပြီးတော့နေပေါ်ကအဲ queen e2 လေးရှောင်ထားတယ်ဗောနော် queen e2 ကတော့အဲဒါတော့ဟို knight ကိုပြန်ပြီးတော့ရှောင်မယ်နေပေါ်နေနဲ့ queen မလဲကျင်တာလဲပါမယ်ဗောဟုတ်ပြီအဲ့ဒါကြောင့် bishop c5 အဒီရွှေခွက်လေးရလည်းတဘာဝကြရတဲ့ရွှေခွက်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေထားမှာကြည့်လိုက်မယ်ဆိုရင် bishop e7 မှာရှိတဲ့ bishop ဒီအဲအလုံးမလုံးဘူးလို့ပြောလို့ရတယ်ပေါ့နော်။အရန် passive ဖြစ်တယ်။အဲအရန် passive ဖြစ်တဲ့အခါကျတော့ဒီ bishop လေးကိုဘယ်လိုပို့လိုက်ဆိုရင် bishop c5 အဲပို့ကောင်းတဲ့ဒရဂွန်နဲ့တစ်ခုပို့လိုက်တယ်။ f2 pawn လေးကို pressure ပေးထားတယ်။အဲဒါလေးကတဘာဝကြရတဲ့ရွှေခွက်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။အဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် nipo ကဘာရွှေခွက်လဲဆိုရင် knight f3 လေးရွှေထားတယ်။ knight f3 လေးရွှေပြီးတော့ဒီ e5 ကရှိတဲ့ pawn လေးကိုအဲ pressure ပေးထားတယ်ပေါ့။ အဲ့တဖက်ကလည်း Queen E7 လေးနဲ့ပြန်ပြီးတော့ဆဲထားတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာအဖြူကနေပြီးတော့မရွှေ့ခဲ့လဲဆိုရင်ကစားပွဲထဲမှာတော့ဒီနေထားမှာ Nipple က H3 ရွှေ့ခဲ့တယ်ပေါ့နော်။ဒီရွှေ့ဘက်ကတော့တိတ်မကောင်းဘူးပေါ့အဲ့လိုပဲပြောရမှာပဲ။ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာနေပိုအနေနဲ့အဲဘက်ရှော့အီတရီလေး development လုပ်ထားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲအကယ်၍များဟိုဘက်ရှော့က A6 စီပိုင်းလာမယ်ဆိုလို့ဆိုရင်လည်း အဲနေပိုအနေနဲ့ Bishop C4 တွေပါပြန်ပြီးတော့တိုက်လိုက်လို့ရတယ်။ဒါဆိုလို့ဆိုရင်အဖြူကနေပြီးတော့ AC ပဲအဆင်ပြေတာရတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့အဲနေပိုကကစားပွဲထဲမှာတော့ H3 တွေတက်ခဲ့တယ်။ H3 ကတော့အဲကျွန်တော်ထင်တော့ဒီပေါ့နော်။အဲ Knight G4 တွေ Bishop G4 တွေမလာနိုင်အောင်တားထားတဲ့ရည်ရွယ်ချက်တစ်ခုလို့ပဲပြောရမှာပေါ့။ဘာကြောင့်လဲဆိုတော့ Bishop ကလည်းဒီ diagonal မှာ F2 pawn လေးကို pressure ပေးထားတယ်ဆိုတော့အဲဒီ Knight တွေ Bishop တွေကိုထပ်ပြီးတော့မလာစေချင်ဘူးပေါ့နော်။အဲ့တော့ကြောင့် H3 တက်လိုက်တယ်။ အရှိတဲ့အချိန်မှာ bishop a4 bishop a6 ဆိုပြီးတော့လာတယ်။ bishop a6 ကကြတော့ဒီရှိခွက်လေးကတော့ကောင်းတယ်လို့ပြောလို့ရပါတော့နော်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအမဲ bishop ဒီအထွက်ဆရာ c8 h3 diagonal မှာကြတော့အနေရာကောင်းမရှိဘူးလို့ပြောလို့ရတယ်။အဲ့တော့နေရာကောင်းတစ်ခုဖြစ်တဲ့ bishop a6 bishop လေးကို development လုပ်တယ်တခါလဲ queen ကို force ပေးထားတယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ဒီနေထားမှာ အဖြူကနေပြီးတော့ကစားပွဲထဲမှာနစ်ပွန်ကဘာရွှေ့ခဲ့လဲဆိုရင် Queen D1 ဆိုပြီးတော့ရွှေ့ခဲ့တယ်။ဒီရွှေ့ခွက်ကဒီဟိုပြောမယ်ဆိုလို့ဆိုရင်နစ်ပွန်နိုင်ွားစီတဲ့ရွှေ့ခွက်ဟိုအမဲဟိုအตาရစီတဲ့ရွှေ့ခွက်လို့ပြောလို့ရတယ်ဗောနော်။အမှန်တော့ဒီနေရာမှာဟိုအမဲအဖြူအတွက်အကောင်းဆုံးရွှေ့ခွက်ကဘာပဲလဲဆိုတော့ Bishop C4 လေးကအကောင်းဆုံးပဲ။ဒါပေမဲ့ Bishop C4 ရွှေ့လိုက်လို့ဆိုရင်အဖြူကနေပြီးတော့ပွန်တလုံးပေးရမယ်။အဲ့တော့နစ်ပွန်နဲ့ဒီပွန်လေးတစ်လုံးမပေးကျင်လို့ အကွင်း D1 ကိုရှောင်ရှောင်လိုက်တယ်အဲ့ဒါပိုးဆိုးသွားတယ်။ရဲ့လိုပဲသုံးသပ်မှာ။ဘာလို့ဘာကြောင့်လဲဆိုတော့ကျ Bishop C4 လာရွှေ့လိုက်မယ်ဆိုရင်ဘယ်လိုပွန်းသလုံးပေးရမလဲဆိုလို့ရှိရင်အမဲကနေပြီးတော့ Bishop F2 ဆိုပြီးတော့ချက်လို့ရတယ်။သူကကင်းနဲ့ပြန်စားမယ်ဆိုရင် Queen C5 နဲ့တခါထက်ချက်လို့ရတယ်။အဲ့မှာမှာဆို Bishop E3 ဆိုလို့ရှိရင် Knight takes E4 ဆိုပြီးတော့ထက်ချက်လို့ရတယ်။ King G1 ရှောင်မယ်ဆိုရင်တော့ Bishop A Queen C4 လေးစားလိုက်လို့ရတယ်။ဒါဆိုရင်တော့ပွန်းသလုံးဟိုအမဲကနေပြီးတော့အသာစီးရရှိရဲပေါ့။ဒါဒီလိုလေးကစားလို့တော့ အဲရတယ်ဒီဟာကအဖြူတက်ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့အဲကစားပွဲထဲမှာတော့နေပိုကပွန်းလေးတစ်လုံးကို အဲနှမျောလိုက်တယ်ထင်တယ်ပေါ့နော်ဘွင်းစလုံးနှမျောလိုက်တဲ့အခါကျတော့နေဘွားကစားပွဲထဲမှာဒီနေရာဘာပဲရွှေ့ခဲ့လဲဆိုရင် queen d1 ဆိုပြီးတော့ရွှေ့ခဲ့အဒီ queen d1 ကြီးကအဖြူတော့လုံးဝမကောင်းတဲ့ရွှေ့ခွက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပွဲကိုဆက်ကြည့်လိုက်မယ်ပွဲထဲမှာအမဲကနေပြီးတော့ဘာရွှေ့လဲဆိုရင်ဒီ rook d8 လာတယ်ဒီ queen ကိုချိန်ထားတယ် queen ကိုချိန်တဲ့အခါမှာတခါဘာထုတ်လဲဆိုတော့ knight နဲ့ပြန်ကားတယ်အဲ့တော့ပြောရမယ်ဆိုလို့ဆိုရင်ဒီနေထားမှာဘာတွေ့ရလိုက်ရလဲဆိုတော့အဖြူရဲ့ကစားရုပ်တွေဒီတော်တော်လေး passive ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဒီနေရာမှာ rook တွေကလည်းတကောင်းတကောင်းနဲ့မချိန်ထားသေးဘူး ပြဘေရှားကလည်း development မဖြစ်သေးဘူး night ကလည်းအာအောက်ဝါးကြီးပေါ့နော်ပြန်ပြီးတော့အောက်ဝါးတွေပြောလို့ရတယ်ပြီးတော့အဖြူရဲ့ကစားကောင်တွေက active မဖြစ်တဲ့ချိန်မှာအမဲရဲ့ bishop diagonality တော်တော်လေးကို strong ဖြစ်တယ်အဲ rick တွေကလည်း fine ရထားတယ်ဆိုတော့အဲ့ဒါအမဲကပို့ပြီးတော့ဒီချိန်နေမှာပိုကောင်းတယ်လို့ပြောလို့ရတယ်ပိုတာတယ်လို့ပြောလို့ရတယ် တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆို Bishop D4 Bishop D4 ရဲ့ idea ကတော့ဘာလို့ကျင်လာလဲဆိုလို့ရှိရင်အဲ Bishop လေးကိုပိုကောင်းတဲ့နေရာကြီးတစ်ခုပေးထားတယ်အဲကေရွေးများ Queen ကပဒီအောက်ကနေရှောင်မယ်ဆိုလို့ရှိရင် Bishop take B2 တွေပါစားပြီးတော့ Rotate D2 ပြန်စားလို့ရပါဘောနော်ပုံစံလုံးအမျက်ထုတ်လို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီနေရာမှာ chess engine တွေကလည်းအဖြူရနေပြီးဘာကြံပေးလဲဆိုလို့ရှိရင် queen f3 ပဲကြံပေးတယ်အဲ့တော့ nipple လည်း queen f3 ပဲကစားပွဲထဲမှာရွှေ့ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆို bishop take b2 စားတယ်အဲပြန်စားတယ်ပြန်စားတော့ rook တက်ပြန်စားတယ် အဲ့ကြောင့်ဒီနေရာမှာဒီနေထားမှာဗာတွေးလိုက်ရလဲဆိုလို့ရှိရင်အမဲကပုံးလေးတစ်လုံးအသာစီးရရှိသွားပြီပေါ့နော်အဲ့ဒါပြောလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာနစ်ပိုကကွင်းအီ3နဲ့ရစ်ကိုပြန်ပြီးတော့မောင်းတယ်မောင်းတဲ့အခါမှာ အဲကစားပွဲထဲမှာတော့အမဲကဘာရွှေ့ခဲ့လဲဆိုရစ်ဒီဒီ8ပဲပြန်ရွှေ့ခဲ့တယ်ဒါလေးကပဲပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့သူ့ရဲ့အတာကိုထိန်းထားတယ်ပြောလို့ရတယ်ဒီနေရာမှာ ref d8 ဒီပါရထားတွေပါဆင့်မယ်ဆိုရင်တော့တိတ်တော့အဲမကောင်းဘူးပေါ့ root d8 လောက်မကောင်းဘူးဘာကြောင့်လဲဆိုတော့ဒီနေရာ queen a7 တွေပြန်ပြန်ဝင်လို့ရတယ် queen 7 queen d6 ပေါ့နော်အဲ bishop c1 လာမယ် queen d4 ဆို queen d4 အဲ root d4 ပေါ့ဒါကြတော့အရင်ကြီးတော့ အဲမတားဘူးအခုနရှုဘက်ကပို့ပြီးတော့ rigidity ကပို့ပြီးတော့ကောင်းတယ်ဗောနော်အဲ့တော့ပွဲတန်းမှာလည်းအဲဒီနေရာမှာဟိုအမေကစားသမားဖြစ်တဲ့ dip tie ညက ghost ကတော့ဒါ rigidity ဆိုပြီးတော့ချွေခဲ့တယ်ဗောဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာကစားပွဲလေးထပ်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာနေပိုကဘာချွေခဲ့လဲဆိုလို့ရှိရင် f4 တက်တယ်ဒါကတော့ပွန်းလေးကိုတိုက်ခိုက်ထားတယ်ဘိုးအခြေဖြတ်တယ် e8 f4 queen a4 c5 ဒီ C5 ချုပ်ကလေးရတယ်တော်ကောင်းတယ် idea ကတော့ဘာလို့မှလဲဆိုလို့ဆိုရင်ဟိုနောက်လဲကြရဆိုရင်အမဲက C4 တွေ C3 တွေတက်ပြီးတော့ဒါ space တွေထည့်ယူကြမယ် bishop တွေရဲ့ diagonal တွေပိတ်ထားမယ်စသဖြင့်ဒီလိုမျိုး idea လေးဖြစ်တယ်အဲ့တော့အဲ nippon ကအဖြူကနေပြီးတော့ bishop d5 ရွှေ့တယ်အဲ့ knight d5 လဲတယ်အပေါ်နဲ့ပြန်ဆားတယ်ကွင်းကိုတိုက်ခိုက်တာပြောကြကွင်း d6 ကွင်းကြီးလဲမလားဆိုပြီးတော့အဲ့ပြန်ချောင်းတယ်ပေါ့အဲ့တော့ အဲလက်ရှိမှာဟိုအမဲရ position သာတာဖြစ်တဲ့အတွက်ကြောင့်အမဲနေနဲ့ကွင်းလေးလေးလောက်ဆိုရင်တူတက်ပို့ပြီးကောင်းသွားမယ်အဲ့တော့ဒါပေမဲ့နေပုံကလည်းပွဲတော့မလဲဘူးကွင်း G4 လေးပဲပြန်ချောင်းထားတယ်ကွင်း G4 ချောင်းထားတယ်ပြီးတော့ကွင်း G7 ချက်မိတ်နဲ့အဲချက်မိတ်တရက်လေးလုတ်ထားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်စဉ်းစားမှာကဒီချက်မိတ်ကိုဘယ်လိုကယ်တာကောင်းမလဲပေါ့နော်ဘလိုကယ်တာကောင်းမလဲဆိုတော့ကျွန်တော်ပွန်ချီစေကတော့ဒီနေရာမှာမကောင်းလို့ပြောလို့ရတယ်ပေါ့နော်ပွန်ချီစေကစားလိုက်မယ်ဆိုလို့ရှိရင်ဒါအမဲက တူရထားတဲ့အသာစီးတွေပျောက်သွားမှဖြစ်တယ်။အဲကစားပွဲထဲမှာတော့အမေကစားသမားကကွင်းဂျီစင်နဲ့ကာခဲ့တယ်။အရှုကကတော့ကောင်းတယ်ပေါ့နော်။အကယ်လို့များဂျီစင်နဲ့ကာခဲ့မယ်ဆိုလို့ဆိုရင်ကွင်းနစ်ဘိုးလာလို့ရတယ်။ကိုယ်လေးချောင်းမှာကိတဘက်ရှိ B7 လာမယ်ဆိုရင် rocket D1 နဲ့ပြန်ဆိုင်ရမယ်။ Fs ဆိုလို့ရှိရင် C4 တက်လိုက်လို့ရတယ်။ဒါဆိုတော့လုံးဝဒီအနေထား equal position လို့ပြောလို့ရတယ်ပေါ့နော်။အဲဒါညီမအနေထားတစ်ခုဖြစ်ပါတယ်။ ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးပဲပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေသားမှာအမဲရနေပြီးတော့ကွင်းဂျီ6ဆိုပြီးတော့ကွင်းချင်းပြန်ဆိုင်နေအဲကွင်းချင်းလည်းဆိုင်နေတယ်နောက်တစ်ခါကျတော့ဒီနေရာမှာ C2 ပုံးလေးလည်း pressure ပေးထားတယ်အဲ့တော့အဲဒီအနေသားမှာအဖြူတော့အကောင်းဆုံးရှေ့ခွက်ကတော့အဲ rookie d1 ဖြစ်တယ်ဗောနော် rookie d1 လာတာကပို့ပြီးတော့ကောင်းတယ်အဲဒါပေမဲ့ကစားပွဲထဲမှာတော့ nipple ကတော့ကွင်းချင်းလဲလိုက်တယ်ဗောအဲကိရိမြားကကျွန်တော်ကွင်းချင်းမလဲပဲနဲ့ကွင်း d1 သွားမယ်ဆိုရင်လည်း အဲဒီနေရာမှာသူက C4 တော့လာမှာပေါ့နော် C4 တက်လာကြမှာ Bishop B E5 တွေပါဆိုရင် Bishop B7 လေးလာလိုက်လို့ရတယ်ဒါဆိုလဲဟိုတိတ်တော့အဖြူတော့ကအချိန်နေတိတ်မကောင်းဘူးအဲ့လိုပဲကျွန်တော်တို့တက်ပြီးတော့ကြည့်မယ်တော့အဲ Queen Rick A D1 လာမယ်ဆိုရင်တော့ Queen တက် G4 H တက် G4 ဒီလိုလေးရပို့ပြီးတော့အဖြူတော့အဲတက်တာရကြမယ်ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရပါတယ် ဟုတ်ပြီအဲ့ကျွန်တော်ကစားပွဲလေးကိုပဲပြန်ပြီးတော့ကြည့်မယ်ကစားပွဲထဲမှာတော့ဒီအနေထားမှာကွင်းကြီးစစ်သွားတယ်ကွင်းကြီးစစ်မှာနေပေါ်ကနေပြီးတော့ကွင်းတိတ်ကြီးစစ်ဆိုပြီးလဲတယ်လဲတဲ့အခါမှာ H4 နဲ့ပြန်စားထားတယ် အဲ့တော့ဒီမှာ rook a d1 ပြန်လာတယ် root d7 လာတယ်ဒီဒီဒီကောင်လေးကို pressure ပေးမယ်ပေါ့နော်ရထားနှစ်ကောင်ဆင့်ပြီးတော့ pressure ပေးမယ်ပြီးရင် bishop ပါ light ပဲပေါ့အဲ့ nipple ကဘာရှိခဲ့လဲဆိုရင်ဒီစစ်တက်ခိုက်တယ်ဒီရှိခွက်ကတော့ဒါကတော့ဟိုရွှေရွှေရမှာပဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဟို core pawn က light square မှာရှိနေခဲ့မယ်ဆိုလို့ဆိုရင်အဲ့ဒီ bishop ကလာပြီးတော့ pressure ပေးနိုင်တယ်လို့ core bishop ကလည်းပြန်ပြီးတော့မကယ်နိုင်ဘူးဒီမှာကျတော့ကျတော့ dash square လေးကိုပို့လိုက်တဲ့အခါကျတော့သူကနှလုံးဆင်းလို့ဆိုရင်လည်း bishop e5 လေးနဲ့ပြန်ပြီးတော့ save ထားလို့ရတယ် အဲ bishop နဲ့ပြန် save ထားလို့ရပါဘောနော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ် ref d8 မှာ bishop e5 bishop e5 bishop b7 bishop b7 မှာ bishop g3 bishop c6 ဒီ a4 ဘုံလေးကလည်းချိန်ထားတယ်အဲ့ဒါနီးနီးယားမှာနေပေါ်ရဲ့ weak တွေကအများများတယ်ပေါ့နော်ဟိုဒီလက်ရှိမှာဆိုတော့ဆင် a4 ဘုံလေးကလည်း weak နေတယ်အဲ c2 ဘုံလေးကလည်း weak နေတယ်အဲ d6 ဘုံကလည်းဇလော့ဆက်မှာအဲ bishop နဲ့ကယ်ထားတော့အဆင်ပြေနေသေးတယ်ဆိုပေမဲ့တစ်ချိန်ချိန်မှာ bishop diagonal လေးပိတ်သွားမယ်ဆိုရင်တော့ ဒီကောင်လေးကလည်းအာ weak ဖြစ်လာနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာအဲကစားပွဲလေးထက်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့အဖြူကနေပြီးတော့နစ်ပိုကဘာရှိခဲ့လဲဆိုရင် rook a1 လေးသွားတယ် rook a1 မှာ f7 တွေတက်တယ် f7 မှာအဲ king f2 လာမယ် king f2 မှာ king f7 လာမယ်အဲကျွန်တော် h4 တက်တယ်ပေါ့ h4 မှာ c4 ဒါတော့ space တွေထပ်ပြီးတော့ယူထားတယ် press pawn နေနဲ့အဲကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုရင် rook d rook e d1 လာတယ်အဲ rook နဲ့ပြန်လာရတယ်ပြီးတော့ bishop f4 လာတယ် c3 လေးနဲ့ space ထပ်ယူလာတယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ G3 တက်တယ် G3 မှာအဲ Rick Isis လာတယ်ဒီကောင်လေးကို ဒီစစ်ကပွန်လေးကိုချိန်စားမယ်နောက်တစ်ခုကတော့ idea ကတော့ g5 ကိုတွန်းမယ်ပေါ့နော် g5 ကျွန်တော်သူစားရင်ပြန်စားမယ်ဘစ်ချော့နဲ့စားလို့ဆိုရင်ဒီဒီစစ်လေးကိုစားမယ်ပေါ့အဲ့ဒီ idea လေးလည်းပါပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် root 4လာတယ် root 4ကတော့တူအောင်လဲတက်နိုင်တယ်များပြန်ပြီးတော့ safe လုပ်မယ်ဆိုတော့ idea လေးတော့ရှိရေဒါပေမဲ့လည်းပဲအမဲက timing guide လေးပဲအဲ g5 လေးတက်လိုက်တယ်ဗောနော် g5 တက်တဲ့အခါမှာစားတယ်ပြန်စားတယ်ထပ်စားတယ်အဲ့တော့ဒီမှာ d6 ကိုပြန်စားတယ် ဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Rooksy 4လာတယ် Rooksy 4ရဲ့ idea ကတော့ Rooksy 5ဖြစ်ပါလာပြီးတော့ဒီ A5 တွေကို pressure ပေးမယ်ပေါ့နော်အဲ့တော့တစ်ဖက်ကအမဲရလဲပါရှုတ်ခဲ့လဲဆိုရင် Rook D5 တွေနဲ့ပဲပြူပြီးတော့ထိန်းထားတယ် counter မပေးဘူး bishop ကိုလည်းတိုက်ထားတယ်အဲ့တော့ bishop က E3 ကိုပြန်ချောင်းတယ် E3 ပြန်ချောင်းတဲ့အချိန်မှာ Rook D5 bishop ကိုစားမယ်ဆိုပြီးတော့ချိန်တယ် ်အဲစားမယ်ဆိုလို့ကျတဲ့ချက်မှာနေပေါ်ကကစားပွဲတန်းကဘာရှိခဲ့လဲဆိုရင် root of 1လေးပဲရှိခဲ့တယ်ဒါလည်းဟို bishop sacrifice bishop လေးတကောင်ပေးခဲ့တယ်ဒါပေမဲ့သူပေးလိုက်တဲ့ bishop လေးသူပြန်ရမှာဘာကြောင့်လဲဆိုတော့ဒီကစားပွဲထဲမှာတော့အမဲကကင်းဂျီကိုရှောင်ခဲ့တယ်အကယ်၍များစားခဲ့တယ်ဆိုရင်လည်းပဲဒါဟိုဘာလို့လုပ်ရလဲဆိုတော့ rotate season ပြန်စားလို့ရတယ် rotate season မှာသူကဒီကောင်ကိုစားမယ်ဆိုလို့ရှိရင်အဲ e3 လေးပြန်စားမယ်ဒါမှမဟုတ် e2 ကချက်မယ်ဆိုလည်း king of 3မှာပြန်တယ် rotate c2 ဆိုလို့ရှိရင်เนาะအဲဒီမှာချက်လိုက်ချက်နေလို့ရတယ်ပြီးရင် root c7 ပြန်ကားပေါ့เนาะကင်းဂျီ4ချက်ဆိုလို့ရှိရင်လည်း ်ပဲ king e8 receive 5ဆိုရင် receive e2 ပေါ့ဒါလည်းကျွန်တော်တို့တကယ်တမ်းပြောမယ်ဆိုရင်တော့အာအမဲကတော့လုံးဝတာတယ်ပေါ့နော်ဒီဘက်မှာကအဲ BC ကိုနေတဲ့ best point ကြီးကို ထိမ့်မို့ကဘယ်လိုမှမလွယ်ကူအမဲပြင်ကိုလည်းအဖြူကထိထိရောက်တိုက်ခိုက်မှုတွေလည်းလုံနိုင်မှာလည်းမဟုတ်ဒီကအနေထားတော့အမဲနိုင်ပါတယ်ဟုတ်ပြီကျွန်တော်ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီအနေထားမှာအဲ king g8 ကိုသွားတယ်ပေါ့နော် king g8 မှာကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင် g4 ထပ်တတ်တယ် G4 မှာ Rutex E3 စားတယ်သူက Rutex C6 စားတယ်အဲ Re Ethernet ချက်တယ်ချက်တော့ gain gain F3 လာတယ် Rutex C6 စားတယ်အဲ gain နဲ့ပြန်စားတဲ့အခါမှာ Rutex C လေးပြန်လာတယ်အဲ Rutex C ရဲ့ idea ကတော့ Rutex 2လေးလာမယ် C2 လေးစားမယ်အဲ့တော့ဒီ Rutex C ရွှေ့လိုက်တဲ့အချိန်မှာပဲအဲ Nipponia ချီကတော့အဲအရှုံးပေးသွားပါတယ်အရှုံးပေးသွားတဲ့အတွက်ကြောင့်ဒီဘွဲကနေပြီးတော့ဒီပြိုင်ဘွဲကနေပြီးတော့အဲ Nippon ကတော့နှုတ်ဆက်ထွက်ခွာသွားရတယ်ပေါ့နော်အဲ့တော့ တဖက်ကကစားဝါတာဒီပတန်ဂိုးရှ်ကလည်းတတော်လေးကိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီကစားပွဲလေးကအဲမိုက်ပါတယ်အာကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ဆိုရင် chess မှာကကျွန်တော် rating မြင့်နိုင်လဲကြောက်နေစရာမလိုဘူးအာပြင်တော့ခေါ်ကြတော့ဘဒူကဘဒူကိုမဆိုအနိုင်ရနိုင်တယ်ပေါ့အဲ့တော့တက်ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိညာချက်ဆိုရင်ကျွန်တော် comment တွေမှာမေးမြန်းကြလို့ရပါတယ်ကျွန်တော်ဒီ video ကိုအစားဆုံးလာရောက်အားပေးကြတဲ့တက်ရှင်တန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်ဆက်အောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ